အိန္ဒိယကပါကစ္စတန်ရဲ့ရှလာလာလီတစ်ကန်ရာဖီဂီလီတစ်ကန်နဲ့မူရီလီတစ်ကန်စတဲ့လီတစ်ကန်ရှောက်ခုကိုတိုက်ခိုက်ခဲ့တာကြောင့်ပါကစ္စတန်အတွက်ဘလောက်ထိနစ်နာမှုတွေရှိနေမလဲဒါဆိုရင်ဒီတိုက်ခိုက်မှုတွေကအိန္ဒိယနဲ့ပါကစ္စတန်ကြားကစီးအရှင်တွေကိုများစွာဆိုးဝါးစေနိုင်သလားနောက်၂၅ခုနှစ်မေလတွင်ပါကစ္စတန်ကအိန္ဒိယနိုင်ငံအတွင်းကိုဒရုန်းများမစ်ဆိုင်းတုံးကြီးတွေနဲ့အိန္ဒိယနိုင်ငံမြောက်ပိုင်းနဲ့အနောက်ပိုင်းကိုတိုက်ခိုက်ခဲ့ပါတယ် အိန္ဒိယလက်ထက်ကလည်းပါကစ္စတန်ပြစ်လွတ်လိုက်တဲ့မစ်ဆိုင်းဒုံးတွေကိုတားဆီးနိုင်ခဲ့တဲ့ဆိုပေမဲ့လည်းဒရုန်းတိုက်ခိုက်မှုတွေကြောင့်အရေးပေါ်အခြေအနေတရဖြစ်ပေါ်ခဲ့ပါတယ်။အိန္ဒိယအနေနဲ့ဒီတိုက်ခိုက်မှုကိုလက်စားချေဖို့အတွက်ပါကစ္စတန်ရဲ့ latest scan များဖြစ်တဲ့ Shalala latest scan, Rafiki latest scan နဲ့ Muri latest scan စတဲ့ latest scan ၆ခုကိုတိုက်ခိုက်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုတွေဟာနှစ်နိုင်ငံကြားကတင်းမာမှုကိုတိုးပွားစေပြီး တရားပြပါကစားရစည်ကျွလုံမှုတွေကို ထိန်းချုပ်ရနဲ့တုံ့ပြန်ရရည်ရချက်တွေလည်းပါရှိနေပါတယ်။ဒါဆိုရင်ဘာကြောင့်ဒီလီတာစကန်တွေကိုရွေးချယ်တိုက်ခိုက်ခဲ့တာလဲဆိုတော့မိကုံးကလည်းရှိနေပြန်ပါတယ်။အိန္ဒိယဘက်ကတော့ပထမဆုံးတိုက်ခိုက်ခဲ့တဲ့လီတာစကန်ကတော့ရှာလာလာလီတာစကန်ဖြစ်ပါတယ်။ရှာလာလာလီတာစကန်ဟာအစ္စလာမ်မြို့ကနေ10ကီလိုမီတာကအကွာတွင်တည်ရှိပြီး ေတက်တက်ရေးကြီးတဲ့လုပ်ငန်းတွေကိုစီမံခန့်ခွဲတဲ့နေရာတစ်ခုလည်းဖြစ်တယ်လို့နိုင်ငံရေးစီရေးတွေမှာပါအသုံးပြုတဲ့အစင့်မြင့်လေကြောင်းဆိုင်ရာလေယာဉ်တွေဒေတက်တင်တန်းကြောင်း PAF ကောလိတွေပါတွဲဖက်ဖွင့်လွှတ်ထားပါတယ်ဒီလီတက်စကန်ကိုတိုက်ခိုက်ခြင်းဖြင့်ပါကစ္စတန်ရဲ့အရေးကြီးတဲ့စီရေးအင်အားကို များစွာထိခိုက်စေပါတယ်အိန္ဒိယရဲ့ဒုတိယမြောက်တိုက်ခိုက်မှုကတော့မူရီလီတက်စကန်ဖြစ်ပါတယ်ရှော့ဝါခရမ်မှာတရှိပြီးပါကစ္စတန်စစ်တပ်ရဲ့ စစ်ပတ်ဆိုင်ရာဒုံးတွေကိုအဓိကထားရှိတဲ့စကန်တစ်ခုဖြစ်ပါတယ်။ဒုံးစစ်စင်ရေးရဲ့အဓိကစကန်ဖြစ်ပြီးဒုံးတိုက်ခိုက်မှုများကိုလည်းစီမံခန့်ခွဲတဲ့နေရာလည်းဖြစ်ပါသေးတယ်။ဒီစကန်ကိုပြင့်မှတ်ထားတိုက်ခိုက်ခဲ့တာကြောင့်ပါကစ္စတန်ရဲ့ drone အင်အားကိုတိတိတတ်တတ်ယုံနေစေမှာတော့အမှန်ပါပဲ။အင်းနဲ့စစ်တပ်ဘက်ကနောက်ဆုံးတိုက်ခိုက်ခဲ့တဲ့ liter scan ကတော့ rafic liter scan ဖြစ်ပါတယ်။ဗင်ဂျာပီနယ်ရှိုကွတ်မြို့နယ်မှာတည်ရှိပြီး GF Sandin နဲ့ မေရစစ်လီများထားရှိတဲ့စကန်ဖြစ်ပါတယ်။ပါကစ္စတန်ကအုံပြုခဲ့တဲ့စစ်လီတွေဟာဒီလီတက်စကန်မှာရှိပြီးတော့ဒီလီတက်စကန်ဟာအိန္ဒိယအတွက်ဒုက္ခအကောင်းဆုံးပေးခဲ့တဲ့လီတက်စကန်လည်းဖြစ်ပါတယ်။ဒီစကန်ကိုတိုက်ခိုက်ခြင်းပြီးပါကစ္စတန်ရဲ့လီတက်အင်အားကိုယုံနေစီချင်တာကြောင့်အိန္ဒိယဘက်ကပြစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။2025ခုနှစ်မေလ9ရက်နေ့ညနေပိုင်းကအိန္ဒိယကတိကျမှန်ကန်တဲ့မစ်ဆိုင်းဒုံးကျည်တွေနဲ့ drone တွေပါအုံပြုပြီးတိုက်ခိုက်ခဲ့တာကြောင့် ပါကစ္စတန်လေတပ်မှာတော့ရေဒါနဲ့စစ်ပတ်ဆိုင်ရာအဆောက်အုံများပြပျက်စီးခဲ့ပြီးတော့စီးပျက်စီးများကိုလည်းများစွာထိခိုက်စေခဲ့ပါတယ်။ပါကစ္စတန်က မစ်ဆိုင်းဒုံးတွေကိုတားဆီးနိုင်ခဲ့တဲ့ဆိုပြမှလည်းအရေးကြီးတဲ့ပျက်စီးမှုတွေရှိပါတယ်။မူရီလေတပ်စခန်းမှာတော့အထူးသဖြင့်ပျက်စီးမှုပုံများခဲ့ပြီးတော့အိန္ဒိယအပေါ်ဒရုန်းတွေနဲ့ပြစ်မှတ်ထားတိုက်ခိုက်မှုတွေကိုလည်းကျော်ချစေခဲ့ပါတယ်တိုက်ခိုက်မှုများကိုအိန္ဒိယလေတပ်ရဲ့တိကျမှန်ကန်တဲ့မစ်ဆိုင်းဒုံးကျည်တွေနဲ့ ဒရုန်းများဖြင့်ညနေပိုင်းတွင်လွတ်ဆောင်ခဲ့ပြီးတော့ပါကစ္စတန်လက်တပ်ကလည်းကြီးမားတဲ့ဆုံးချုပ်မှုတွေဖြစ်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုတွေကြောင့်ပါကစ္စတန်လက်ကြောင်းသွားလာရေးခီးစဉ်ကိုမေလ10ရက်နေ့နံနက်3:55မိနစ်ကနေ12:00အထိယာယီခဏပိတ်သိမ်းခဲ့ရပါတယ်။ဒီတိုက်ခိုက်မှုဟာပါကစ္စတန်ရဲ့တိုက်ခိုက်မှုများကိုလက်တုံ့ပြန်ခြင်းဖြစ်ပြီးအိန္ဒိယကပါကစ္စတန်ထောက်ပံ့ထားတဲ့အကြမ်းဖက်အဖွဲ့များပေါ်တိုက်ခိုက်မှုများကို ရှင်းရှင်းတုံ့ပြန်မှုတွေလှုပ်ဆောင်သွားမယ်လို့ပြောကြားထားပါတယ်။ဒီတက်ခတ်မှုကိုစစ်ပွဲအဖြစ်သတ်မှတ်ပြီးတော့ပြန်လည်တုံ့ပြန်ရင်ကြီးညာခဲ့ပေမဲ့အိန္ဒိယဘက်ကတော့ဒီတင်းမာမှုကိုမတိုးမြင့်ရန်ပြောကြားထားပြီးတုံ့ပြန်မှုရှိပါကဒီထက်မှကတိုက်ခတ်မှုနဲ့တုံ့ပြန်မယ်လို့သတိပေးထားပါတယ်။ပါကစ္စတန်ရဲ့ drone နဲ့စစ်လေယာဉ်တိုက်ခတ်မှုစွမ်းအားကိုကြောကြစေဖို့ရည်ထားတာဖြစ်တယ်လို့အိန္ဒိယဘက်ကဆိုထားပါတယ်။ ရှာလာလာလီတက်စကန်ကိုတိုက်ခိုက်ခြင်းဟာပါကစ္စတန်ရဲ့စီးရဲအရအရေးကြီးတဲ့နေရာကိုအိန္ဒိယဘက်ကဒုံးကျည်တွေရောက်နိုင်တဲ့ဆိုတဲ့သတိပေးချက်တွေလည်းဖြစ်ပါတယ်။ဒရုန်းပညာနဲ့မစ်ဆိုင်းနည်းပညာတွေကဒီတိုက်ပွဲမှာအရေးကြီးတဲ့အခန်းကဏ္ဍကထမ်းဆောင်နေပြီးတော့အိန္ဒိယနဲ့ပါကစ္စတန်ကြားကစီးရဲနယ်ပယ်မှာနည်းပညာအသစ်တွေအသုံးပြုမှုပုံမှုမြင့်တက်လာတာကို ပြသနေပါတယ်။အိန္ဒိယကရှာလာလာလီတက်စကန်၊မူရီလီတက်စကန် ဘာဖီဂီလီတက်စကန်စတဲ့လီတက်စကန်၆ခုကိုတိုက်ခိုက်ခဲ့တာဟာပါကစ္စတန်ရဲ့ drone နဲ့ missile တိုက်ခိုက်မှုတွေကို ပြန်လည်လက်တုပ်ပြန်တာဖြစ်ပါတယ်။ပါကစ္စတန်ရဲ့အရေးကြီးတဲ့စီးရဲ့အရင်းမြစ်များကို ထိခိုက်စေပြီးနောက်ထပ်အိန္ဒိယအပေါ်တိုက်ခိုက်နိုင်တဲ့အန္တရာယ်မျိုးတွေကိုလည်းချော့ချစေဖို့ရည်ထားတာဖြစ်ပြီးတော့အခုချိန်မှာတော့နှစ်နိုင်ငံစလုံးကစီးရဲတင်းမာနေစေဖြစ်ပါတယ်။